င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေအ мян ဆုံးရက်တက်ပေးဖို့အိုးတိန်တွေးရွာလေးကျောက်တက်ခိုက်ခံရမှုမှာမိသားစုဝင်ဆုံရှုံခဲ့ရသူတွေက ပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါရရှင် မေဆက်ညက်ကစကောင်စီနေတဲ့ရဲ့ဘုံကျဲတက်ခိုက်မှုကြောင့်စကိုင်းတိုင်းတပင်းမြို့နယ်ဦးတိန်နှွေးရွာကចောင်းသားចောင်းသူကလေးငယ်တွေနဲ့ဆ ਿਆ မတွေပါဝင်ပြည်သူ24ယောက်တေဆုံးခဲ့ပြီးအများပြတန်ရာရခဲ့တာပါအစားထိုးများတဲ့ဆုံးရှုံးမှုကိုမိဘတွေကြုံတွေ့ခဲ့ရပြီးစကောင်စီကအကြံဖတ်လို့ရတဲ့အမြန်ဆုံးရတန်းဖို့လိုအပ်နေပြီလို့ကွယ်လွန်သူចောင်းဆ ਿਆ မတယောက်ရဲ့ဖခင်ကပြောပါတယ်ဒီနေ့ကဆုံးရှုံးမှုပါလားအစားထိုးမရတဲ့မမေ့တော့ပါဘူးဝင်ရင်ချုပ်တည်ကြည့်မမေ့နိုင်တော့ပါ ဲ့ဒါတော့ဒါဘယ်မနေကြိုးစားပြီးတော့ဖြည့်ပြောက်ယူမင်းလိုလည်းမရဘူးဒါပဲချုပ်ပဲဘယ်တော့ပဲပြောချင်ပါလားနော်မမင်းနိုင်ပါဘူးမင်းလိုမရပါဘူးအချိန်တိုင်းမင်းတော့တိတ်မရတာကဒီနေ့တစ်ချိန်ပါပဲသုံးရမြောက်လာအချိန်တိုင်းတိတ်လို့မရဘူးဘယ်လိုမှခွင့်မလွတ်နိုင်တဲ့အရာမျိုးဒီလူငန်းတွေကိုအကျံဖက်လူငန်းတွေကိုဒီနေ့ကစပြီးတော့ရက်တညာပါညင်လာတော့နီးနေမယ်ဖြည့်ရှင်းပြကြပါ ပြည်သူပြည်သားတွေကတော့ဒုက္ခတွေပင်လဲဝင်နေကြပါဘူးလို့ပြောနေပါလေပြောပြလို့မဆုံးနိုင်တော့အောင်ဒုက္ခတွေခံစားနေရပါတယ်ခင်ဗျာလူသားမျိုးနွယ်တွေကလုံအောင်အကုန်လုံးအခွင့်အရေးတွေသိကုန်နေပါပြီခင်ဗျာစစ်ကောင်စီကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမကွေးမန္တလေးဒေသတွေမှာအရတားပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီလေရက်လေယာဉ်မောင်းသူတွေအနေနဲ့ဒီဖြစ်စဉ်တွေအတွက်အပြေအဝတောင်းယူဖို့လိုအပ်နေတာ။ကျောင်းတည့်ဆောင်တွေမှာသွားရှာတယ်၊ကလေးတွေဝါရှာတယ် အဲ့ကျောင်းသားတယောက်သူကကျမမသိသေးဘူးကျမမသိသေးဘူးဆိုတော့ပြောနေရအဲ့အပေါ်ကတစ်သားပြကြခေါင်းမကြပြီးတော့အဲ့နားမှာလည်းပွဲချင်းပြရတယ်ရှိတယ်ဘလို့ဒီတိုင်းရှောက်ရှာတော့လေကလေးတွေပါညာဒီလိုလက်ပြက်တာတွေပါတွေရှိရပါဗျာဘလို့ပြောရမလဲကျွန်တော်ကလည်းကြာဆုံးတာဆိုတော့ဘလို့မှမကျင့်တယ်ဥပ္ပါဗျာကျွန်တော်တို့လည်းမခံစားနိုင်ဘူးဗျာကျွန်တော်တငယ်ချင်းတွေပါတွေအဲ့လိုကြာဆုံးသွားရဲ့ဆိုတော့ကျွန်တော်လည်းမခံစားနိုင်မကျင့်တယ်ဥပ္ပါဗျာပြောရမယ်ဆိုရင် ဒီတတန်ကျွန်တော်တို့တကယ်လို့ကြီးတိုင်းတော့မှတိုက်ခွင့်ရရင်တိုက်မယ်ဆိုတဲ့သဘောပဲကျွန်တော်တို့အဲ့လိုဟိုတင်ညရာစာတင်ကြောင်းဘုံကျဲခံရတာကြောင့်ထိခိုက်တံရရတဲ့ចောင်းသူចောင်းသားတွေကိုសេវាគូតမှုပေးရမှာဆရာဝန်နဲ့សេវាលូអាចជីមកခဲ့ပါတယ်အသက်မသေးပဲတရားရရှိသူ102ဦးရှိခဲ့ပြီးအဲ့ဒီအထဲမှာခြေလက်အင်္ဂါဖြတ်တောက်ပြစ်လိုက်ရသူတွေလည်းပါဝင်ခဲ့ပါတယ်တရားရသူတွေကိုခွဲစိတ်គូតဖို့အတွက်ဈေးဝင်စည်းကမ်းကောင်းကောင်းမရှိတာဆရာဝန်မလုံလောက်တာနဲ့សេវាမရှိတာတွေကိုဒေသခံပြည်သူတွေကြုံတွေ့ခဲ့ရပါတယ် ကျွန်တော်သူတချမ်းသာပါတနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ပဲတဲ့ရွာမှာ KNU တပ်မဟာလေးတပ်ရင်စနစ်ကဖမ်းဆီးထားတဲ့ရဲမှုရဲ့မိမနဲ့သမီးကို ရမရဖရရဲ့အမခန့်ချက်နဲ့မေလ20ရက်မနေ့ပိုင်းကပြန်လွှတ်ပေးခဲ့တယ်လို့ပဲတဲ့ရွာကံတွေကပြောပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့က KNU တပ်မဟာလေးတပ်ရင်စနစ်စစ်ကြောင်းမှု ထုကပေါ်ကပဲတဲ့ရွာမှာရောက်နေတဲ့ရဲမှုရဲ့ မိမနဲ့သမီးကိုဖမ်းဆီးထိသိမ်းခဲ့တာပါ။ဒါပြင်ရဲမှုမိမနဲ့သမီးကိုလက်ခံခဲ့တဲ့ရမီယဖရီနဲ့တောင်မင်းစစ်စေးကတောင်ငံတယောက်ကိုစစ်ကြောမှုထုကပေါ်ကရိုက်နှက်ခဲ့တယ်လို့ဒေသခံတွေနဲ့ရိုက်ခံရတဲ့ကာယကံရှင်ကပြောပါတယ်။အခုဖမ်းဆီးခံရတဲ့ရဲမှုရဲ့မိမဖြစ်သူဟာပဲတဲ့ရွာသူဖြစ်ပြီးအမျိုးသားဖြစ်သူရဲမှုကအနတီအစိုးရလက်ထက်ပဲတဲ့ရွာမှာတာဝန်ကျဘူးကအခုလက်ရှိမှာတော့ဘကိုးတိုင်းတနေရာမှာ တာဝန်ထမ်းဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေစီတိုက်ကြားထားပြီး KNU တပ်မှလေးကလည်းအဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာထရမ့်နဲ့ဖုန်းပြောဆိုခဲ့ပြီးနောက်အနာဂတ်ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းအတွက်ယူကရိန်းနဲ့တွဲဖက်လုပ်ကိုင်မှုအဆင်သင့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ နှစ်နာရီကြာဖုန်းခေါ်ဆိုခဲ့ကြပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းရုရှားနဲ့ယူကရိန်းဟာပြစ်ခတ်ရစေးအပါအဝင်စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်ညှိနှိုင်းမှုတွေကိုချက်ချင်းစတင်သွားမယ်လို့အတည်ပြုသွားပါတယ်။အဲ့ဒီနောက်ထရမ့်ကပူတင်နဲ့ဖုန်းပြောဆိုမှုကအလိုကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့ကြောင်းနဲ့နှစ်နိုင်ငံကြားမှာငြိမ်းချမ်းရေးဆိုင်ရာသမတ်ချက်တွေကိုညှိနှိုင်းရအောင်မယ်ဆိုပြီးဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။ ဒါပြင်စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့ဟာပိုပြီးအရေးကြီးတယ်လို့လည်းထရမ့်ကသူ့ရဲ့ True Social မှာရေးသားထားပါတယ်။ဒါပေမဲ့လည်းအမေရိကန်ပါဝင်ဥရောပနိုင်ငံတွေရဲ့ရက်30ကြာချွင်းချက်မရှိအပြစ်ရရေးတောင်းဆိုချက်ကိုတော့ပူတင်ဘက်ကထည့်ပြောသွားတာမျိုးမရှိပါဘူး။အမေရိကန်ဒုသမ္မတဘန်စ်ကတော့ဗလာဒီမာပူတင်ကိုယ်တိုင်တောင်စစ်ပွဲကိုဘလို့အဆုံးသတ်မလဲဆိုတဲ့နည်းပြဟာရှိမရှိဆိုတာမသေချာပါဘူးဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်ရှင်။ ဒီပပယုံမြတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆန်ပါရှင်